မင်္ဂလာပါခင်ဗျာရှမောခိတ္တကနေဒီနေ့လည်းကင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စကောင်းစီတက်ရဲ့ဘိုးချုံဟောင်းစိုးသိမ့်နဲ့တားဖြစ်သူအေဂျင့်ဆိုသူတို့ကပြည်သူ15ဦးထက်မနည်းကိုကမာရီရောဗဟန်းနဲ့ဗဘဲတန်းမြို့နယ်တွေမှာအမှုဖွင့်ပြီးတော့ပြည်သူတအုပ်ကိုငွေကြေးသိန်း3000စီရောကြေးပေးဖို့ချိန်ချောက်တောင်းရနေတယ်ဆိုပါတယ် စကိုင်းမြို့ပေါ်ကနေတောက်စားမူယူပြီးမင်းကွန်းဒေတာကိုပြန်လာတယ်အချက်ပစကောက်စီလောက်ကန်သူစော့တီတွေလိုက်ပါလာရကကိုတော်လန်ကြီးပူပေါင်းတက်တွေကအကြဖြတ်တက်ခတ်မှုအတွင်းသူစော့တီခေါင်းဆောင်နေလင်းအပါဝင်ခေါနဥစလုံးပွဲချင်းပြီးတွေကိုတိတ်ကုန်ကြသလိုသူတို့စီလာတဲ့ကားပါမိလုံပျက်စီးသွားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ဂျပန်စကောင်စီတပ်ရဲ့ဗိုလ်ချုပ်ဟောင်းဇိုးသိန်းနဲ့တာဖြစ်သူအေဂျင့်ဆိုသူတို့ကပြည်သူ15အောက်ထက်မနည်းကိုကမာရွတ်ဗဟန်းနဲ့ဗဘဲတန်းမြို့နယ်တွေမှာအမှုဖွင့်ပြီးပြည်သူတအုပ်ကိုငွေကျပ်သိန်း3000စီရောကျေးပေးဖို့ချင်းချောက်တောင်းရန်နေတယ်လို့ရန်ကုန်တိုင်းစီရေးသတင်းရင်းမြစ်ကပြောပါတယ်ဖြစ်စဉ်ကတော့အဲဒီအဂျပန်စကောင်စီတပ်ရဲ့ဗိုလ်ချုပ်ဟောင်းဇိုးသိန်းနဲ့တာဖြစ်သူအေဂျင့်ဆိုသူတို့ဟာစန္ဒသိမ်းမှုရဲ့တရက်ခန့်တွေတဲမှာပါဝင်နေတယ်ဆိုတဲ့အကြောင်းကိုပြည်သူတွေကလူမှုကွန်ရက်တွေမှာဝေဖန်ကြတာမျိုး post ကို share ကြတာမျိုး like ပေးတာမျိုးတွေလောက်ကြတဲ့အထက်ကသူတို့စုံစမ်းလို့ရသမျှပြည်သူ15ဦးထက်မနည်းကိုသဆိုင်ရမျိုးနဲ့ရဲတပ်ဖွဲ့တွေစီမံပုံမှန်99ကာဂျီပုံမှန်66ဂါဂျီတို့နဲ့အမှုဖွင့်ပြီးတရားစွဲဆိုတာတွေလုပ်နေတယ်ဆိုပါလေလက်ရှိမှာတော့အဲဒီအချမ်းဖက်စကောင်စီတပ်ရဲ့ဗိုလ်ချုပ်ဟောင်းစိုးသိမ့်တဲ့တားဖြစ်သူ agent ဆိုသူတို့ဟာကမာရီတို့တရားရုံးမှာပြည်သူ9ဦးဗဟန်းမြို့နယ်တရားရုံးမှာပြည်သူ9ဦးနဲ့ဗဘဲတပ်မြို့နယ်မှာလည်းနောက်ထပ်ပြည်သူတချို့ကိုတရားစွဲထားပြီးအဲ့ဒီတရားစွဲခံရတဲ့ပြည်သူတွေစီကနေ တဦးကငွေကျပ်သိန်း3000စီရောကြီးပေးရမယ်ဆိုပြီးတော့ဗိုလ်ချုပ်စိုးသိန်းနဲ့တပ်ဖြစ်သူအေဂျင့်ဆိုသူတို့ကချိန်ချောက်တောင်းရနေကြတယ်လို့ရန်ကုန်တိုင်းစီရေးသတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိအဲ့ဒီဗိုလ်ချုပ်ဟောင်းစိုးသိန်းရဲ့တပ်ဖြစ်သူအေဂျင့်ဆိုသူဟာအကြံဖက်မင်းအွန်လိုင်းဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူးအဖြစ်ပါတာဝန်ယူထားတာဖြစ်တယ်လို့နိုင်ငံတကာသတင်းမီဒီယာညီလာခံတွေကပါတက်ရောက်ပြီး NLD ကမဲလိန်လို့စစ်တပ်ကအာဏာသိမ်းတယ်ဆိုတဲ့မဟုတ်မမှန်လောက်ကြံဖန်တီးပြီးလိုက်လံပြောဆိုခဲ့ဘူးတို့လို့ တစ်ဖက်မှာလည်းအကြံဖက်စစ်ကောင်စီကိုကာကွယ်ပေးနေတဲ့သတင်းတူသတင်းအမှားတွေကိုရည်ရွယ်ချက်ရှိရှိလောက်ကျန်ဖန်တီးပြီးတော့လူမှုကွန်ရက်ကနေတစ်ဆင့်အကြီးအကျယ်ဖြန့်ဝေနေသူဖြစ်တဲ့အပြင်အခုလည်းသူတို့ကအထက်ကိုပိုင်နေဆိုပြီးတရားသူကြီးတွေကိုပါဖိအားပေးခိုင်းစေတာတွေလုပ်နေတာဟာကမာရုတ်ခရိုင်တရားရုံးမှာဆိုရင်သူ့အမှုကိုကင်နေသူခရိုင်တရားသူကြီးဒေါ်ကေတီခိုင်ဆိုသူကိုပါအပီအပြင်ပေကန်ကျွေးမွေးလက်ထိုးပြီးတော့ အခုလို့ပြည်သူတွေစီကနေတိန်ထောင်ကြီးတောင်းရဲနေကြတဲ့အထိလှုပ်ချင်တိုင်းကိုလှုပ်နေကြတာဖြစ်တယ်လို့တရားရေးသတင်းရင်းမြစ်ကလည်းရန်ကုန်ခေတ္တကိုပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့စကိုင်းမြို့ပေါ်ကနေတောက်ဆာမူယူပြီးမင်းကွန်ဒေတာကိုပြန်လာတယ်အချမ်းဖက်စကောင်းစီလက်အောက်ခံပြူစော့တီတွေလိုက်ပါလာရကားကိုတော်လိုင်းပူပေါင်းတက်တွေကကြက်ဖြတ်တက်ခိုက်မှုအတွင်းပြူစော့တီခေါင်းဆောင်နေလင်းအပါဝင်ခေါနတ်ဦးစလုံးပွဲချင်းပြီးတွေကိုသိကုန်ကြသလို တို့စီလာတဲ့ကားပါမိလုံပျက်စီးသွားပြီလို့ Unicorn ကြောက်ကြောက်တက်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ရန်ကုန်ခေတ်တက်ကရရှိထားတဲ့ဗီဒီယိုတဲမှာလဲသူစော့တီတွေစီလာတဲ့ကားမိလုံနေတာကိုတွေ့ရပြီးဖြစ်စဉ်ကတော့ April 20ရက်နေ့ကပဲစကိုင်းမျိုးပေါ်ကနေတောက်စားမူယူပြီးမင်းကွန်ဒေတာကိုပြန်လာတယ်။အချမ်းပစစ်ကောင်စီလက်အောက်ခံပြူစော့တီတွေလိုက်ပတ်လာရကားကိုဒေါ်လာ8ပေါင်တက်တွေကကြားပြတ်တက်ခတ်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီလိုတက်ခတ်မှုအတွေ့ဒီစော့တီတွေစီလာတဲ့ကားဟာလမ်းဘေးကိုထိုးချသွားပြီးတဲ့နောက် မစ္စတီကောင်းဆောင်နေလင်းအပါဝင်ခွနအူးစလုံးပွဲချင်းပြီးတွေကိုတေကုန်ကြပြီကားလဲမိလောင်ပျက်စီးသွားတယ်လို့ပြက်ခတ်မှုဖြစ်ပွားရနေရကနေလက်နက်ခဲရတချို့ကိုလဲတော်လိုင်းရေးတက်တွေကတင်းစီရရှိထားတယ်လို့ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမကွေးတိုင်းကပခုတ်ကူမြို့နယ်မှာခြေရွာတွေကိုဘုံကျဲဖို့လာတဲ့အချမ်းဖက်စစ်ကောင်စီတပ်ရဲ့စက်တက်လေဒီကို တော်လန်ရေးတပ်တွေကမြေပြင်ပေါ်ပြတ်ကျလာတဲ့အထိပြစ်ချနိုင်ခဲ့ပြီးလေဒီမှာပါလာတဲ့စစ်ကောင်စီတပ်သားကတော့ထွက်ပြေးသွားတယ်လို့ဘာမာ Revolution Rangers တပ်ဖွဲ့တာဝန်ခံကိုဒီမိုကရေကုန်ခစ်တစ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဧပြီလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းပတ်စစ်ကောင်စီတပ်ရဲ့ပခုတ်ကူမြို့နယ်တပ်မတရားတစ်ကနေခြေဝါရီကိုဘုံကျဲဖို့တတ်လာတဲ့စစ်တပ်လေဒီ3စီးကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကမြေပြင်ကနေဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ရပါစစ်တပ်လေဒီ3စီးဟာကြီးထိမှန်သွားပြီးမြေပြင်အထိပြတ်ကျလာခဲ့တယ်ဆိုပါတယ် ဲ့ဒီစက်တက်လေးဒီမှာပါတဲ့စစ်ကောင်စီတပ်သားကတော့မြေပြင်လဲရောက်ရောကြောက်အားလန့်အားနဲ့ထွက်ပြေးသွားပြီးဒေါ်လိုင်းရင်တပ်တွေကအဲ့ဒီစက်တက်လေးဒီကိုတဲဖို့ကြိုးစားပြီးမြဲစစ်ကောင်စီတပ်စစ်ကြောင်းရောက်လာတဲ့အတွက်အခွင့်မသာခဲ့ပဲအဲ့ဒီစက်တက်လေးဒီကိုမိရှုရှင်းလင်းခဲ့တယ်လို့ဘာမာ Revolution Rangers တပ်ဖွဲ့တာဝန်ခံကိုဒီမိုကပြောထားပါတယ်ခင်ဗျာအခုတခါဆက်ချင်တာကတော့အာဆီယံအကြမ်းဖက်မှုတိုက်ဖြတ်ရေးလုပ်ငန်းအဖွဲ့မှာအကြမ်းဖက်မြန်မာစစ်အုပ်စုပါဝင်နေတဲ့အတွက် မလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုတိုင်မြမအရေးအတွက်ကြားဝင်စစ်ဆက်နေတဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေနဲ့တွေ့ဖယ်ဆန့်ကျင်နေတယ်လို့ Justice for Myanmar အဖွဲ့ကဧပြီလ23ရက်နေ့ကပဲထုတ်ပြန်ထားပါတယ်ဒီလိုထုတ်ပြန်ချက်ကတော့ပြီးခဲ့တဲ့မတ်လကအိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့14ကြိမ်မြောက်အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာအာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုပါတက်ရောက်ခဲ့တာကိုရည်ညွှန်းတာဖြစ်တယ်လို့လည်းဆိုပါတယ်အခုလိုအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဦးဆောင်တဲ့အာဆီယံအကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့မှာ မြန်မာစစ်အုပ်စုပါဝင်နေတာဟာလက်ရှိမြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေမှာ အာဆီယံရဲ့ပါဝင်ပတ်သက်မှုကိုပုံမနှက်ဆိုင်စေတဲ့အပြင်တစ်ဖက်မှာမလေးရှားနိုင်ငံဝန်ကြီးချုပ်ကိုရိုင်းမြန်မာရေးအတွက်ကြားဝင်စစ်ဆက်နေတဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေနဲ့လည်းတွေ့ပြီးဆန့်ကျင်နေတယ်လို့ Justice for မြန်မာအဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာဆိုထားပါလေ။လက်ရှိမြန်မာပြည်သူတွေကိုဘုံကျဲတပ်ဖြတ်နေတဲ့စစ်အုပ်စုကိုအာဆီယံရဲ့စစ်ပဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေမှာတိုက်ရောက်မှုပေးနေတာဟာအာဆီယံကချမှတ်ထားတဲ့ဘုံသဘောထား၅ရက်နဲ့တွေ့ဖက်နေတဲ့အပြင် လက်ရှိမလေးရှားနိုင်ငံရဲ့အနှစ်မဲ့ငြိမ်းချမ်းရေးတောင်းဆိုမှုတွေဟာလေကြောင်သူတော်မျက်နှာဖုံးတွေကိုခွာချလိုက်သလိုသာဖြစ်ပြီးဒါကိုငြိမ်းချမ်းရေးဦးဆောင်သူအဖြစ်ကြွေးကြော်ထားတဲ့အာဆီယံအနေနဲ့ရှက်တင်ပါတယ်လို့လေ Justice for Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူမတ်ယေရနာမောင်ကပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီကနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုတင်ပါတယ်ကျွန်တော်နားငယ်ပါ